ကျွေလွင့်ခဲ့ပြီးဖြစ်တဲ့ဂီတကျယ်ပွင့်တေးရီတော်ဒီဝေနူးညံ့တိမ်မွေ့တဲ့စာသားတွေအာမန်ပြေဝတဲ့စာသားတွေနဲ့ပရိသတ်တွေရဲ့နှလုံးသားတွေကို ထွေးပွေပေးခဲ့တဲ့မြန်မာနိုင်ငံရဲ့ဂီတကျယ်ပွင့်တေးရီတော်ဒီဝေကျွေလွင့်ခဲ့ပါပြီတေးရီတော်ဒီဝေမှာအော်တိုဘာ16ရက်ညနေ4နာရီခွဲကပြင်ဦးရင်မြို့မှာရှိတဲ့အောက်သစ္စာဆေးရုံမှာကွယ်လွန်သွားတာဖြစ်တယ်လို့သိရပါတယ်တော်ဒီဝေမှာကွယ်လွန်ချိန်မှာ အသက်80တန်းနှစ်ရှိပြီဖြစ်ပြီး နှလုံးယောဂါနဲ့ကွယ်လွန်ခဲ့တာပါနှစ်ပေါင်းများစွာကြာဂီတလောကကိုတက်ဆွမ်းတဲ့ဘက်ကအကျိုးပြုခဲ့တဲ့တော်ဒီဝေဟာမန္တလေးပကြီအနုပညာကျောင်းစင်တူလေးဖြစ်ပါတယ်ဂီတဟာဘဝဖြစ်တယ်လို့ပကြီဟာလည်းသူ့ရဲ့ဘဝဖြစ်ခဲ့သူပါ လေးဗျူဟယ်ရီလင်အငဲစီသူလွင်ရှီတီရီဂျေမောင်မောင်စတဲ့အဆိုတော်တွေအတွက်တချင်းပေါင်းများစွာကို ရေးဆက်ခဲ့သူလည်းဖြစ်ပါတယ်ပရိသတ်တွေကိုယ်တိုင်အသေးစွဲကြိုက်နှစ်တက်ရတယ်လို့ ိုယ်တိုင်တည်ဆိုခဲ့တဲ့အဆိုတော်လေးပြုကိုယ်တိုင်ကဒီတချင်းဟာဂီတလောကမှာသူ့ဘဝကိုပြောင်းလဲစေခဲ့တာပါလို့ဝန်ခံခဲ့တဲ့အလင်းရောင်ဆိုတဲ့တချင်းအပါအဝင်တချင်းများစွာရဲ့ဖန်တီးသူလည်းဖြစ်ခဲ့ပါဗျ။လူသားတွေရဲ့ဘဝတွေကိုတနည်းတစ်ပုံနဲ့တောကတွေဖြည့်ဖြောက်ပေးခဲ့တဲ့ဆရာတော်ဒီဝေကောင်းရာဘုံဘဝမှာငြိမ်းချမ်းစွာအနားယူနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။